ရန်ကုန်တိုင်းဒေသကြီးတကုံမြို့သစ်တောင်ပိုင်းမြို့နယ်142ရပ်ကွက်ကျန်စစ်သားလမ်းတွင်တည်ထောင်ဖွင့်လှစ်ထားရှိသောရတနာမြင့်ဤကဲဗုဒ္ဓတက္ကသိုလ်တွင်ဒီကနေ့နိုဝင်ဘာလ2ရက်နနက်9နာရီကမဟာပုံကထိန်နှင့်တိတ်ခါတက်အလူတော်မင်္ဂလာအခမ်းအနားကျင်းပပြုလုပ်ခဲ့တယ်လို့သိရပါတယ်ကထိန်တာရက်ကဥလူတော်ထွန်ကထိန်တာရက်ကမှဒေါ်ခိုင်ဒဇင်ဦးတမီးညာသွန်ဟေတာ မတ်ဆုဆန်နီထွန်းရွှေမြင့်မိုးဆန်ဆက်မိသားစုကရတနာမြင့်နီကဲဗုဒ္ဓတက္ကသိုလ်၌ပူရီမာဝါမာထတော်မူကြကုန်သောတန်ဃာတော်များအား ကထိန်လျာမြတ်သင်္ကန်းဆက်ကအလူရန်ချင်းမင်္ဂလာနေကြည်သာအေးမြတ်ကြောင်းတိုက်ဆရာတော်ဒေါက်တာဘဒ္ဒနာကောသလဆရာတော်ဖရာကြီးအားတိတ်ခါထဲမင်္ဂလာအခမ်းအနားကိုနက်နက်၈နာရီခွဲကဖျားမှုရှိတော့ တိန်ဝင်တန်ကတော့အရှင်သူမြတ်အပါ30ကိုတိန်စွန်းစက်ကလောင်းလူခဲ့ကြပါတယ်။ ိုင်နောက်မှာတော့အခမ်းအနားအစည်းအဝေးအရာကြွရောက်တော်မူလာကြကုန်သောဆရာတော်တန်ဃာတော်အရှင်သူမြတ်များနဲ့ဧပရိသတ်များကနမောတသ၃ချိန်ယူဆိုဖျားကတော့ကအခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီးဓမ္မပေရီဆရာတော်အရှင်ဝီရိယတောင်စွန်းထံမှတိလခံယူဆောက်တည်ခဲ့ပြီး ဆရာတော်တန်ဃာတော်အရှင်သူမြတ်များမှပရိတ်တရားတော်များရွတ်ပွားချင်းမြင်ပေးတော်မူခဲ့ပါတယ်။အဲဒီနောက်မှာတော့အလူရှင်များမှာကထိန်သင်္ကန်းနဲ့လူပဲဝိထုပစ္စည်းများဆက်ကက်လူဒန်းခဲ့ပြီးဆရာတော်မှာမဟာပုံကထိန်နဲ့တိတ်ခါထံအနုမောနာတရားကို မောကြားချင်းမြင်ပေးတော်မူခဲ့ပြီးလူဒန်းမှုအစူစူတို့အတွက်ရေဆက်သွင်းချအများပေးဝေကား